9မိနစ်အတွင်း AI နဲ့ကိုပန်း logo တခုဘလို့ဖန်တီးကြမလဲ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့ share လုပ်ပေးသွားမယ့်အရာကတော့ online မှာကိုပန်း logo နဲ့ပြည့်ရထောင်ပြီးငွေငွေစာချင်တဲ့သူတွေ logo အတွက်ငွေလည်းမသုံးချင်ဘူး။ logo ကောက်ကောင်းလေးတခုလိုချင်တဲ့ဆိုရင်ဒီ video ကိုဇုံတိကြည့်ပေးပါ။ပထမအဆုံးအနေနဲ့ကိုလိုချင်တဲ့ logo design ကို Pinterest ထဲမှာသွားစမယ်။ဘလို့စာရမလဲဆိုရင်ကျွန်တော်တို့ Pinterest ထဲကိုဝင်မယ်။ ီးသွားလို့ရှိရင်ဆက်စပါနေရာမှာလိုဂိုဒီဇိုင်းကိုရိုက်ထည့်ပြီးလက်ကြည့်လိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်ကိုချန်နေသက်ရာလိုဂိုတစ်ခုခုကိုဒေါင်းယူလိုက်ပါပြီးတော့ရင် Pinterest မှာဒေါင်းထားတဲ့ logo design ကနေကိုပန် logo တခုဖြစ်အောင် Google ကျန်တဲ့အထက်ကိုသွားဖန်တီးကြမယ်။အဲဒါဆိုရင်ကျွန်တော်တို့ Google ကျန်တဲ့အထက်ကို တစ်ချက်လမ်းနေပြီးဝင်လိုက်မယ်ပြီးရင်ချိုးနေရာမှာနန်တို့ဗနနာရဲ့အံကိုယူလိုက်မယ်ပြီးရင်ခုနကဒေါင်းထားတဲ့ logo file လေးကို upload တင်လိုက်မယ်ပြီးသွားရင်ကိုပိုင် logo တစ်ခုဖြစ်အောင် AI ကိုပလွန်လေးတစ်ခုပေးပြီးခန်းလိုက်မယ်နောက်ထပ်မှာဒီနေရာမှာကိုကိုဖန်တီးချင်တဲ့ logo ရဲ့စာသားတူကားကိုရိုက်ထည့်ပေးလိုက်ပါ။ဒါလို့ရှိရင်နောက်တစ်ဆင့်ကဒီနေရာမှာကိုတော့ လူကိုမှကိုဖို့ပြချင်တဲ့စာသားကိုထပ်ပေးပါပြီးတော့လို့စီရင်ဒီနေရာမှာတော့လူကိုရဲ့စာသားစီကားကိုရက်ထပ်ပေးလိုက်ပါပြီးတော့ပြီဆိုရင်ဒီများကောင်းလေးကိုတစ်ချက်လောက်နဲ့ပေးလိုက်ခဏလေးစပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့လူကိုဒီဇိုင်းလေးတစ်ခုရလာပါပြီဒီဗီဒီယိုမှာမက်ဆေ့ချ်အတွက်အကျိုးတစ်ခုခုရသွားမယ်ဆိုရင်ကျွန်တော်ရဲ့ပေလေးကို like follow လေးလုပ်သွားပေးပါနောက်ထပ်ဗီဒီယိုတွေမှာလည်း poster design တွေ ဗီဒီယို editing tutorial တွေ AI နည်းပညာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ပြည်လေးကို share လုပ်ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်